ို့လိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်ရင်းပြည်ပါရဟန်းရှင်လူပြည်သူအားလုံးဘေးရခတိတော်ကခတိငြိမ်းပြီးကောင်းကျိုးအနန္တပြည့်ဝကြပါစေ။ရာသီဆက်ဝန်းတို့တရွေ့ရွေ့ပြောင်းလာတာယခုဆိုရင်2025မတ်လ23နဲ့19ကြာရောက်လာပြီ။အဲ့လိုရောက်လာတဲ့အချိန်မှာရာသီဥတုတွေကလည်းပူလာသလိုလေထုညဉ့်ညမ်းမှုတွေကလည်းဖြစ်လာပြီ။စီးပွားရေးလူမှုရေးကျန်းမာရေး နေထိုင်ရေးတဘာဝပြီးအဘယဖေးကြီးရလဲပြင်းထန်လာပြီအเจ้าကကျွန်တော်ဒီတနစ်တာဟောခဲ့တဲ့ထမ2025 January 1ရက်ကနေ AP 30ထိပထမ၄လမှာအင်္ဂါစနေဂျူရီထိုးစစ်ခြင်းမဲ့မြင့်တက်လာမဲ့ဖောက်ပြန်မဲ့စနေအင်္ဂါနဲ့ပတ်သက်တဲ့တဘာဝပြီးစီးရေးနိုင်ငံရေးအားအလုံးဟာ ခက်ခက်ခဲခဲနဲ့ဖြတ်သားရမယ်တိတ်ကြောက်စရာကောင်းတဲ့ကိုးကနာကြတဲ့နှစ်တစ်နှစ်အင်းအားတိတ်ကြီးတဲ့စီးပွားရေးလူမှုရေးအဖွဲ့အစည်းတွေနိုင်ငံရေးအဖွဲ့အစည်းတွေအင်းအားငယ်တာတွေနဲ့ပြိုတာတွေတိုက်ခိုက်တာတွေပြင်းထန်အဲ့ရဲ့လောကဓာတ်တွေကိုကျွန်တော်တို့လူသားတွေခါရမှာပဲဒါပြည်တွင်းရောပြည်ပါဟောပေါ့မထမတဲ့ တဘာဝဘေးအန္တရာယ်အဆဖြစ်ပေါ်တာအဲ့ဒီအချိန်မှာအခုမတ်လ73နဲ့79ကြားမှာဒါဒီတိတိထားမယ့်အချိန်ရောက်လာအကြောင်းကတော့ကောဇာစန္ဒီဇူဝက်ကသွားနေပြောင်းရွှေ့มาစီနော်အဲ့ရအင်္ဂါဖောက်ပြန်တာရှိပါတယ်ဆက်လက်ပြီးတော့ကုံရာဒီဘွားကုံရာဒီဘွားဆိုတာဇန်နဝါရီ27နဲ့ဖြစ်ွားစီ18ကြားမှာမိဖွားသူတွေဖြစ်ပါတယ် ယခုရပိုင်းတွေမှာတော့အတွင်းအပြင်အတိုက်များတဲ့ကာလအလုတ်ထဲမှာအိမ်ထဲမှာမိသားစုထဲမှာခက်ခဲတာတွေတုံ့ခုတာတွေအဆင်မပြေတာတွေရှိမယ်အတိုက်လူတိုက်နတ်တိုက်ဆုံးတိုက်ကိုယ်တိုက်တစ်ခုရှိနေတယ်လက်ပိတ်မယ်တရားဝိတရားနေမကောင်းဖြစ်မယ် 闹仗面，皮亚苏尔罗阿拉西面，闹仗面别到那里交了嘛。大家，大姨婆子伢那念大家嘛，那些咪阿铺开啥子干都哎，大姨他，就木叶休闲的，不花的嘛，温来不西的，追个家，回个家，吃子伢子啊，面面吃，背子伢子啊，面面背。闹仗面别到那里行。 ဧည့်စင်းတွေတေချာတိုင်းအမှုခင်းဆိုင်ရာတွေဝင်ရောက်စစ်ဆေးတာတွေခံမှုရှိတယ်ပူကောင်းအောင်ဆိုရင်တော့ဓမ္မပူဇာလွန်းကျန်တာမရဘူးဒါကြောင့်အိမ်မှာခုနှစ်ရက်လုံးဖြစ်နိုင်တလားလုံးမြတ်စွာဘုရားရဲ့ဓမ္မပိဋိတိဆရာတော်ဘုရားရှင်ရွတ်တာကိုဖွင့်ပေးတီဗီတို့ကက်ဆက်တို့ဖုန်းတို့နဲ့ဖွင့် ကိုယ်တိုင်လည်းရွတ်မှန်တကျလမ်းမပဲလှည့်ချိတ်ဘုရားရှင်တို့တပြည့်စီလှည့်ရှင်တို့ပန်းတို့လှူး အတွင်းပြင်အတိုက်နဲ့လက်ပိတ်ပြီးကျမ်းမာရညံ့နေတာကြီးပျောက်သွားလိမ့်မယ်။ဝေးရမယ့်အရောင်တွေကတော့တောက်တောက်ပြောင်ပြောင်အရောင်အကွက်တွေအရှင်းတွေပန်းရောင်တွေပန်းပွင့်ပါတာတွေဝတ်ပါ။68ခုပတ်လဲထီထိုးပါ။ပောက်ဖို့တော့အားနေတယ်။နန္ဒပါပါပဲထိုးပေါ့။ပရိစိတ်ဖူးကတော့အကောင်းဆုံးဒီချိန်မှာဖောက်ထွက်နိုင်မှုပေးများများရတရားများများထိုက်ပြီး ်တရဏဂုံသုံးပတ်ဂုံတော်ကိုးပါးတပားကိုတပတ်ပုံမှန်စိတ်ပါအဲ့ဒါဆိုရင်လက်ပိတ်သားတွေအတိုက်ခံနေလွတ်ပြီးကံကောင်းတာနေပဲအခြေအနေတွေပြောင်းသွားပါလိမ့်မယ်ဂုံရာဒီဘွားမိသားစုအလုံးဘေးရန်ကြမ်းမှချမ်းသာကံကောင်းကြပါလိမ့်မယ်